အသက်133နှစ်အရွယ်တပည့်များရဲ့မိခင်ကြီးသူမဟာတဘာဝပောင်းဝင်းခြင်းကိုချစ်မြတ်လို့စိတ်နဲ့ကဘာကျော်လာခဲ့သူဖြစ်ပါရင်သူမရဲ့အံ့ွယ်လုံးဆောင်ချက်တွေကြောင့်တပည့်များရဲ့မိခင်ကြီးတို့တင်စားခေါ်ဝေါ်ကြပါရင်တင်မလကာဟာစင်ရနံပါတ်ရဲ့လယ်သမားမိသားစုကနေပေါက်ခွာလာသူဖြစ်ပြီးငယ်စဉ်ကတည်းကအကြောင်းနေခွင့်မရရှိခဲ့ပါဘူးဘဝတစ်ချောင်းလုံးလေယာဉ်လုံခန်းနဲ့အတန်ပွဲအကြောင်းပြုခဲ့ရပြီးကျန်းတဲ့နဲ့ဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်ခဲ့ရသူမှာအိမ်အောင်ကြားခဲ့ပြီးကလေးများရှိခဲ့ခြင်းဟာသူမတို့ဇနီးမောင်နှံအတွက်ကြီးမားတဲ့ဝမ်းနည်းမှုတစ်ခုဖြစ်ခဲ့ပါတယ် ။ဒါပေမဲ့ဒီဝိုင်းနေမှုကနေသူမဟာထူးခြားတဲ့အတွေးခေါ်တစ်ခုကိုရရှိခဲ့ပါရင်အဲ့ဒါကတော့တစ်ပင်တွေကိုစိုက်ပျိုးဖို့ပဲဖြစ်ပါရင်ဒီလိုနဲ့တေမကန်ဟာခလိမရှိခြင်းရဲ့ကြီးမားတဲ့ခံစားချက်ကိုဖြေပြောဖို့တစ်ပင်တွေကိုတာသမီတွေအဖြစ်ပြိုးထောင်ဖို့ဆုံးဖြတ်ခဲ့ပါရင်ဒီလိုစိုက်ပျိုးခြင်းနဲ့သူမရဲ့ဆန္ဒကိုခင်မုန်းဖြစ်သူချက်ကန်နာကစေရောကိုပါအားပေးကူညီခဲ့ပါရင်1948ခုနှစ်မှာသူတို့တွေဟာညောင်ဝင်းတွေကိုစတင်စိုက်ပျိုးခဲ့ပါရင်သူတို့ဟာ၃မိုင်ဒီပါရှင်ရတဲ့လမ်းတစ်လျှောက်မှာညောင်ဝင်းပေါင်း385မိုင်ကိုစိုက်ပျိုးခဲ့ပြီးအဲဒီတပင်းတွေကိုတာသမီတွေလိုဂယူးဆိုင်ခဲ့ကြပါရင် တို့ဟာနေစဉ်ရေလောင်းပင်ပြီးပြုစုပြိုးချောင်ခဲ့သလိုတိပိတွေကိုတလိမ့်ဆန်နေတဲ့အနေကနေကာကွယ်ဖို့အတွက်အားထုတ်ခဲ့ကြပါတယ်ဒီလိုနဲ့နှစ်ပေါင်းများစွာစ조사အားထုတ်မှုတွေကြောင့်တိပိတွေဟာကြီးထွားလာခဲ့ပြီးနိုင်တစ်ချောင်းမှာစိမ့်လန်းစုံပြင်းပြီးအရင်းရတဲ့တိပိတန်းကြီးဖြစ်လာခဲ့ပါတယ်တို့ဇနီးမောင်နှံရဲ့လုံဆောင်ချက်တွေဟာနှစ်ပေါင်းများစွာမတိမြင်ခံခဲ့ရပေမဲ့1990ပြည့်လွန်နှစ်တွေမှာတော့လူတွေတနည်းထားမိသွားကြပါတယ်နိုင်တစ်ချောင်းလုံးမှာဒီလိုကြီးမားတဲ့အပင်ကြီးပေါင်းရာထဲချိန်ဆိုင်ပြိုးခဲ့တာဘယ်သူလဲလို့အဖြေရှာရတဲ့အခါမှာ တိမတ်ကာကိုတွားတွေ့ခဲ့ပါတယ်ခင်မုန်ဖြစ်သူကတော့1992ခုနှစ်မှာကွယ်လွန်သွားခဲ့ပြီဖြစ်ပေမဲ့တပင်ဆိုင်ချင်းကိုအသေးနဲ့အသားနဲ့အမြင့်တွေနေတဲ့တိမတ်ကာကတော့တပင်နေကိုဆက်လက်ဆိုင်ပြုခဲ့ပါတယ်သူမရဲ့ဘွားတစ်ယောက်အများစုမှာတပင်ပေါင်း8000နီးပါးဆိုင်ပြုခဲ့ပြီးဒီထဲကအများစုကအရေးရညောင်းဝင်နေဖြစ်ပါတယ်